ဝမ်းမာနိုင်ဝဲပြန်ရပြီးဘောနက်ပါတင်ပိုက်လိုက်တဲ့ထွန်းမင်းအောင်ပရိသတ်များလုံးမမိလာများမန်ချက်တာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ဝမ်းချန်ပီယံရှစ်နဲ့ရေဆမ်းမဆုံတာကြာပြီဖြစ်တဲ့ထွန်းမင်းအောင်ကတော့ဒီတစ်ခါတိုင်းဖိုင်တာနဲ့အတွေ့မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့တဲ့အပြင်ဘောနက်စုကိုပါတင်ပိုက်နိုင်ခဲ့ပါရင်ဇိုင်းဒီကိုရှုံးနေပြီးကလေးကဝမ်းမာပွဲဝင်နေခဲ့တဲ့ထွန်းမင်းအောင်ဟာအခုမှဝမ်းချန်ပီယံရှစ်ပွဲဦးထွက်လာခဲ့တဲ့တိုင်းဖိုင်တာချက်ပတ်နဲ့ရင်ဆိုင်လို့ရှင်ပြန်ခဲ့ရတာဖြစ်ပါရင်အယူသားဆုံးပြောရရင်ပထမအချိန်မှာထွန်းမင်းအောင်ရဲ့ကစားပုံဟာအားရစရာမရှိပဲတစ်ဖက်ကအတွေ့အကြုံရှိဖိုင်တာဆိုရင်ရှုံးနေသွားနိုင်တဲ့အနေအထားမျိုးပါ စားဖွင့်ကလေးကဖိုင်တန်ရဟောင်းအောက်ခြေခက်ချက်တွေအပြိုင်ပေးခဲ့ကြရင်စိုက်ထိုးပြိုင်ထိုးပဲလုပ်ကြပါရင်ပွဲစားတမနစ်မှာရင်ချက်ပတ်ရဲ့နင်းချေတားချေတွေကြောင့်ထွမင်းအောင်နော်တော့နှစ်ခါထိပြီးမြင့် မတ်စင်ရေခံခဲ့ရတဲ့အထိတော့မဖြစ်ခဲ့ပါဘူး။ထို့မဲ့အောင်ဘွယ်ဝိုက်လက်သေးတဲ့တောက်လျှောက်ပေးဖို့စူးစမ်းခဲ့ပေမဲ့လေကိုထိုးသလိုဖြစ်နေခဲ့ပါတယ်။နေရောက်သားဆိုင်တို့ပြန်လို့လောက်ကြပေမဲ့ဘသူဘသူမှအကြောင်းထိုးတက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒုတိယအချိန်မှာတော့ထို့မဲ့အောင်ကပွဲကိုဖွင့်ထိုးဖို့စူးစမ်းလာခဲ့ပြီးလက်သေးတွဲလုံးနဲ့အပြင်ဒူးတိုက်ချက်တွေကိုပါပေးခဲ့ပါတယ်။ထိကျန်ရှိပေမဲ့ပါဝါတိတ်မပါလို့သာချက်ပတ်မကြတာဖြစ်ပါရင်ထမင်းအောင်ရဲ့ဘယ်ဝိုက်လက်သေးကျဲတွေဟာတစ်ပြေးနည်းအားပါလာခဲ့ပြီးချက်ပတ်တရားတင်ထားနေခဲ့ရပါတယ်။နှစ်ယောက်သားဆိုင်တို့ပြိုင်တို့ကြရင်ချက်ပတ်ရဲ့ဘယ်ဝိုက်လက်သေးကျဲကြောင့်ထမင်းအောင်မျက်ခုံးကွဲပါတယ်။အလဲထိုးမှဖြစ်တော့မဲ့ထမင်းအောင်လည်းပွဲကိုဖျက်ဖို့ကြိုးစားလာခဲ့ပြီးထမင်းအောင်ရဲ့ဘယ်ဝိုက်လက်သေးနှစ်ဆင့်ထိုး ချက်ကြောင့်ချက်ပတ်နော်တောင်းကြကအမှတ်စဉ်ရေခံလိုက်ရပါတယ်။ပြန်ထလာခဲ့ပေမဲ့ထုံးမြောင်ကဖိအားပေးထိုးတဲ့မှုတွေကြောင့်နော်တောင်းထက်ကြပြပါရင်ချက်ပတ်လည်းပြန်ထလာခဲ့ပေမဲ့ထုံးမြောင်ကလည်းပွဲကိုရောက်အောင်ဖြတ်ကဒုတိယအချီပြီးကန်ဒီမှာတော့အလဲထိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာထွန်းမြောင်ဟာဝမ်းချန်ပီယံရှစ်ကိုရောက်အောင်ခေါ်လာပေးခဲ့တဲ့ကချင်သားကြီးအောင်လာအန်ဆန်ကိုကျေးဇူးတင်စကားဆိုခဲ့သလိုအမြဲတမ်းလိုကူညီပေးနေခဲ့တဲ့အကိုဖြစ်သူထွန်းထွန်းမင်းနဲ့ထွန်းမင်းနိုင်တို့ကိုလည်းကျေးဇူးတင်စကားဆိုပါခဲ့ပါတယ်။ထွန်းမြောင်ဟာချက်ထွေပေးတဲ့အလဲထိုးပေါ်နဲ့ဘတ်သုံးသိန်းခွဲကိုလည်းရရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ။